thank you ါရှင်ကျမကခေခိုင်ပါ DPP ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုထိုင်းရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင် စတုတ်ထအကျဉ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ဖို့ဘယ်လာရုနိုင်ငံကိုစစ်ကောင်းဆောင်ပူးရှုံမှုချင်းမင်းအောင်လိုက်နဲ့ကိုယ်စလဲအဖွဲ့တို့ဟာနေပြည်တော်လေးစိတ်ကနဲ့ဇွန်လ25ရက်နေ့ဒီကနေ့မနက်အစီအစဉ်တွေလောက်က ထွက်ခေါ်တော့ပါတယ်။ ်ဘေလာရုနိုင်ငံကိုမတော်ခင်မှာဒီကနေ့မနက်နေပြည်တော်မင်္ဂလာတီဝိဟိုတယ်မှာပြုလုပ်တဲ့ငင်းကြဲရေးဆွေးနွေးပွဲ Peace Forum မှာဘူချုံမှုကြီးမင်းအောင်လိုက်ကမင်းခွန်ပြောကြားခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းရှင်းမြစ်က DPP ကိုပြောပါတယ်စေကောင်းဆောင်ကဘီလာရုနဲ့ရုရှားခီးစင်မှာဗိုလ်ချုပ်ကြီးရေဝင်ဦးဗိုလ်ချုပ်ကြီးညိုစောနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်နဲ့ဒူးဝန်ကြီးတွေစစ်ဘက်နေဘက်ကအရာရှိကြီးတွေကိုခေါ်တော်ပါတယ် ်ဒီခရီးစဉ်မှာစစ်ခေါင်းဆောင်အနေနဲ့ဘယ်လာရုသမ္မတဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တရားတွေ့ဆုံမှဖြစ်တယ်လို့ကိုယ်စားလှယ်အဖွဲ့ကလည်းနိုင်ငံချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးကိစ္စတွေ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးတော်မယ်လို့သိရပါတယ်ရှင်။ 2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမှာစံပြအနေနဲ့ပြည်ထောင်စုအနေနဲ့နေပြည်တော်ကမင်းစင်တာနဲ့အားလုံးအနိုင်ရဖို့အတွက်စီစီလုံးလုံးလှုပ်ဆောင်ကြဖို့စစ်တပ်အကြောထောင်နောက်ခံပြည်ထောင်စုတက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌဦးလာထွန်းကပြောပါတယ်ဇွန်လ24ရက်နေ့ကနေပြည်တော်ကြက်ခိုင်ရဲ့ပါတီရုံခန်းမှာလုပ်ခဲ့တဲ့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာကြက်ခိုင်ရဲ့ပါတီဒုကောင်ဆောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ ကျန်းခါရေးပါတီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ချိန်ပြိုင်ခဲ့တဲ့ရွေးကောက်ပွဲမှာအပြတ်အသတ်ရှုံးနေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာနေပြည်တော်အတွင်းမင်းစံတာနေတွေမှာလည်း NLD ပါတီကိုရှုံးနေထားခဲ့တာဖြစ်ပါတယ်။ပြည်သူကိုပေးထားတဲ့ကတိကဝတ်တွေကိုကျေပွန်အောင်လှုံ့ဆော်ဖို့လိုအပ်ကြောင်းပြည်ထောင်စုနေမြေအနေနဲ့ဆက်ပြနေမြေအဖြစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စီစီလုံးလုံးလှုံ့ဆော်ကြဖို့လိုအပ်ကြောင်းကျန်းခါရေးပါတီဒုတိယဥက္ကဋ္ဌဦးလာထွန်းကပြောပါတယ်။ ် NLD ပါတီဝင်ရောက်ရှင်ပြိုင်တော်ဖို့မရှိတဲ့လာမယ့်အရွေးကောက်ပွဲမှာတော့ကြံခါရဲ့ပါတီအနေနဲ့ပြည်ထောင်စုနေမြေနေပြီးတော့အတွင်းမှာရှိတဲ့မဲဆန်ထားတဲ့အားလုံးကိုအနိုင်ရရှိဖို့မျှော်မဲနေတာလေးဖြစ်ပါရဲ့ရှင် ကရင်ပြည်နယ်မြောက်ရီမြို့မှာ BGF ကရင်နေချားဆောက်တပ်ကဖမ်းထားတဲ့ကြားပြတ်ဝန်ထမ်းဖိလစ်ပိုင်နိုင်ငံသား21ဦး၊နီပေါ်နိုင်ငံသား9ဦးစုစုပေါင်း28ဦးကိုမြန်မာထိုင်းတရအမတ်နစ်ကတဆင်သက်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းပေးလိုက်ပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါဖိလစ်ပိုင်နဲ့နီပေါ်နိုင်ငံသားတွေဖြစ်ကြတယ်မြောက်ရီမြို့က ချားပြန့်အွန်လိုင်းငွေလိန်ခိုင်းတာ28ဦးကိုဂျွန်လ24ရက်နေ့ကမဲဆောက်ကတဆင့်တက်ဆိုင်ရာနိုင်ငံလေးစီပြန်ပို့လိုက်တာပါအခုလိုပြန်ပို့နေချိန်မှာပဲနောက်ထပ်နိုင်ငံသား90လောက်ကိုထပ်မံဖမ်းဆီးရမိထားကြောင်းစစ်ကောင်စီသတင်းစာတွေမှာဖော်ပြနေပါတယ်သူတို့ကိုထိန်းသိမ်းထားစဉ်ကလည်း အခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်ပို့တဲ့နေရာမှာဆိုတာထက်ကိုပြန်ပို့တာတော့ခက်ခဲမရှိဘူးအခက်ခဲကကျွန်တော်တို့ကဒီထိမ့်သိမ်းထားတဲ့ကာလခက်ခဲတော်တော်ရှိအဲ့မှာကဘာသာဘောင်းလို့ရှိတယ်ဘာသာဘောင်းလို့ရှိတဲ့မှာကျွန်တော်ချက်ပြုတ်ကျွေးမွေးတဲ့နေရာမှာလဲအစ္စလာမ်ဘာသာဝင်ဆိုလဲအစ္စလာမ်ဘာသာဝင်အတွက်ကိုကျွန်တော်ဒီကြားချက်ပြုတ်ကျွေးမွေးရတာရှိတယ်နောက်ပြီးတော့အဲဒီဘက်မှာလဲကျွန်တော်တနင်္လာတနင်္လာကနေအဲ့ပေါ့နော်တနင်္လာ ဒီတင်းကုန်တွေကလည်းတနေ ठी ပေါ့ကျွန်တော်တို့ကအဲ့မှာကိုကျွန်တော်တို့ကဒီ support ဆောင်မှာကိုကျွန်တော်တို့ကအဲဒီဒီနေ့ကိုပါအသားဒီပါသေးစနစ်တကျတဲ့ကျွန်တော်တို့ကအဲ့လိုစီမံဆောင်ရွက်ထားတဲ့အပိုင်းတွေရှိတယ်ဆိုတော့ဟိုပြန်ပို့တဲ့နေရာမှာတော့ကားပေါ်တက်ပြီးတော့တရားနေတော့ပို့လိုက်တာဘာဖြစ်ဖြစ်မှတော့မရှိဘူးတို့တော့ထိမ့်သိမ်းထားတဲ့နေရာမှာပဲတာဝန်တော်ရှိတယ်ဟုတ်ကဲ့ကိုယ်တော့ 看身边的人啊，努力去做什么的？比如，我们老哇、老哇、老哇没吃动啊，后来，爸爸老了，我们能给他啊，干些什么来着？几把？几把？差了，差了，可能要了。三分，三分。人家屋里没有妈，比这大个，家贫苦，啥年龄的？那像我们那小啊，被迫伊拉人家啥？ 将来那些旅游的车，那些那些安全的啊，路要过到地下实施混凝土，地上过下实施都要垫补个了木，这样确实可能要垫补补，建立把地的名，就那毛竹吧。放放放,放你那。大家这边听一下哦，先回家。 ကချင်ပြည်နယ်အရာဝတီမြစ်တဖက်ကမြကြီးနာမြို့အနေဝိုင်းမော်မြို့အနီးမှာရှိတဲ့ခါရှိကြီးော်တကြောကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ရှေ့တဲ့တရေချင်းမြစ်ကနေသိရပါဗျ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ဝိုင်းမော်မျိုးကိုလည်းစစ်အင်အားပို့ဆောင်နေပြီးတော့လက်နက်ကြီးတွေနဲ့နေစိန်လိုလိုပစ်ခတ်နေတာဟာသတင်းတပတ်ဝန်းကျင်ရှိလာပြီးဖြစ်တယ်လို့ဝိုင်းမော်ဒေသခံတယောက်ကပြောပါတယ်။ဒါအပြင်ဝိုင်းမော်ကမ်ပိုင်တီလမ်းပေါ်ကကိုရွတ်အကျေော်ကိုလည်းဇွန်လ22ရက်နေ့ညစေနိုင်ဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဝေါ်ချောင်ကျေော်ကဒေသခံတယောက်ကပြောပါတယ်။ လေချောင်းတိုက်ခိုက်မှုဖြစ်ပေါ်တဲ့နေရာဟာတိုက်ပွဲဖြစ်ပေါ်တဲ့နေရာမဟုတ်ပဲကချင်လွတ်လပ်ရေးထံမှာ KIA ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။လေချောင်းတိုက်ခိုက်မှုဟာခွေရဲကြေော်တွေကနေနေအိမ်တွေချားမှာပေါက်ကွင်းမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီးပြည်သူတွေပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့တာတော့မရှိဘူးလို့သိရပါတယ်ရှင်။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို ချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် DVB TV News မကွေတိုင်းကံခေါမြို့မှာအခြေစိုက်တဲ့စစ်ကောင်စီတပ်ကဇွန်လ24ရက်နေ့မှာ ပတ်ဝန်းကျင်ကြေော်တို့ကိုလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်နေတဲ့အတွက်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ရောအလင်းတဲ့အဖွဲ့အစည်းကသိရပါတယ်။ဂံကောမြို့အခြေဆိုင်ခလာရ90တပ်ထေကနေ24ရက်နဲ့တရက်တည်းမှာပဲ120မှမှလက်နက်ကြီးတွေနဲ့နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီးနေ့လယ်တနားရီဝန်းကျင်ကပစ်ခတ်မှုအတွင်အနောက်ဂံကောရော့ကိုကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်ဒေသခံအမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလူနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ည9နာရီကျော်လောက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကတော့ဘေရော်ဘက်ကိုကျလေဆိုတော့မသိရသေးတဲ့အတွက်စုံစမ်းနေတယ်လို့ကံကောင်းမျိုးနယ်ပအားဖတာဝန်ခံကိုဖိုးလာက DBB ကိုပြောပါတယ်ကံကောမျိုးအခြေဆိုင်ခလာရ90တက်ထေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကံကောမျိုးအနီးတစ်ဝိုက်ကကြေးော်တွေကိုဥတီပြီးလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတဲ့အပြင်မြေပြင်စစ်ကြောင်းကလည်းရုတ်တရက်ဝင်ရောက်လာနိုင်တဲ့အတွက်ပြည်သူတွေတတိနဲ့နေထိုင်ကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတတိပေးထားပါရဲ့ရှင် ကရင်နီပြည်ဒီမော့ဆိုမြို့နယ်မှာ ကုံစဲနှုံးတွေမြင့်တက်လာသလိုဆစ်ဆောင်တွေအတွက်အလူရှင်တွေနေပါလာတဲ့အပြင်တောတွေမှာအလေးကျပေါက်တဲ့ဟင်းသီးဟင်းရဲတွေပါရှားပါလာတာကြောင့်အခက်အခဲတွေပို့ပြီးတော့ရင်ဆိုင်နေကြရပါတယ်။နင်းနင်းတဲ့ပေးပို့ထားပါရရှင်။ကရင်နီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာဆစ်ကောင်စီကကုံစီလမ်းကြောင်းတွေပိတ်ထားတာကြောင့်ကုန်ပစ္စည်းတွေဈေးနှုန်းမြင့်တက်နေလို့စပေးရှောင်ပြည်သူတွေနဲ့ဆစ်ဆောင်အရေးအကူအညီပေးသူတွေအတွက်အခက်အခဲတွေကြုံနေရပါတယ်။ ပြီးခဲ့တဲ့ဇွန်လကတည်းကကားလမ်းတွေပိတ်ဆို့ခံရလို့ကုန်စည်နှုန်းတွေမြင့်တက်နေပြီးနှစ်ဆနီးပါးဈေးတက်တာတွေရှိတယ်လို့တချို့ပစ္စည်းတွေဝယ်ယူဖို့အခက်အခဲရှိတာတွေလည်းကြုံနေရတာကြောင့်ဆစ်ဆောင်ပြည်သူတချို့ကဆံပြုတ်ဆာရတာတွေလည်းရှိနေပါတယ်။ဒီလိုစားနပ်ရိက္ခပြက်လက်မှုတွေကြားမှာတော်ရင်အလေးကျပေါက်တဲ့ဟင်းသီးဟင်းရွက်တွေပါရှာဖို့ခက်လာတယ်လို့ဆစ်ဆောင်အမျိုးသမီးကပြောပြပါဗါစစ်ဆောင်နေတဲ့စစ်ဆောင်မိဘပြည်သူတွေကြတော့သူတို့စစ်ဆောင်စခန်းမှာဆိုရင်ဟို ကိုစင်းတော့စီပြလာမှုကြောင့်လူရှင်လည်းအရောက်နေတယ်ဟိုခက်ခဲတယ်ပေါ့ခက်ခဲတော့ကြာလာတော့အလူရှင်လည်းနေတော့စာဝန်ကြီးရဲ့အတွက်ယုံ간ရမယ်ဆိုရင်လည်းတို့ကစစ်ဆောင်နေတဲ့နေရာကဟိုတော်သေးလမ်းပါဆက်တွေခက်ခဲနေနေရဖြစ်တဲ့အတွက်တို့တွေကဟိုဆောင်ရဆိုရင်ဟိုချင်းငါစားတော့ရတဲ့ချို့ဆူဆံပြတော့ချက်စားရတာပေါ့တော်ထက်မှာကြတော့တခြားဟာရှာစားဖို့စလဲဟိုစားလို့ရတဲ့အရွက်တွေအသီးရွက်တွေကရှာပါတယ် စစ်ဆောင်စခန်းတစ်ခုမှာစစ်ပေးဆောင်ပြည်သူအ ਨੇ ဆုံးအယောက်100ကျော်ကနေ400ကျော်အထိရှိနေပြီးလွန်ခဲ့တဲ့တနစ်ကျော်လောက်ကတည်းကတနစ်ကိုထမင်းနှစ်နက်နတ်မှန်အောင်မနှဲဆိုင်ရတယ်လို့စစ်ပေးဆောင်ပြည်သူတချို့ကဆိုပါတယ်အခြေခံစားကုန်တွေတဲ့ကစားတထုပ်ကို900 600ကနေ2000ကျပ်အာလူတစ်ပိတ်သား6000 9000ကနေ1000ကျပ်ပတ်မုံလာပွင့်သေးတပွင့်ကို1000ကျပ်ကနေ2000ကျပ်စားသုံးစီ95ကျပ်သားတပူးကို1800ကျပ်ကနေ2000 1000ကျပ်ထိမြင့်တက်လာပြီးစားပြက်လက်တာတွေလည်းရှိနေတာပါ ဆက်ရှောက်ကူတဲ့အခါမှာဗားရီခက်ခဲကြုံရလဲဆိုတော့အခုလက်တော်ကတော့ပစ္စည်းတွေပြက်တာပေါ့နော်ကိုလိုချင်တဲ့လူချင်တဲ့ပစ္စည်းတွေကလိုချင်တယ်လို့မရနိုင်ဘူးပြီးတော့ကုန်စည်နှုန်းတွေကနှစ်ဆလောက်တက်နေတဲ့အခါကျတော့ရတဲ့အလူငွေလေးနဲ့ဒီကမ်တစ်ခုလောက်အောင်လူဖို့ဆိုတာတော်လေးကိုခက်ခဲသွားတယ်ပေါ့နော်ပြီးတော့အရင်ကလူတယ်ဆိုလို့ရှိရင်ကိုကလိုချင်တဲ့ပစ္စည်းလူချင်တဲ့ပစ္စည်းတွေကိုကဟိုစိတ်ကြိုက်လိုချင်တဲ့လောက်ဝယ်လို့ရတယ်ဒီဆိုင်မှာမပြည့်ဘူးဆိုရင်နောက်ဆိုင်မှာသွားချရင်အကုန်ရှိတယ်အခုကျတော့ဟိုမှာဒီကဲမှာရှိတဲ့လူ20လောက်ပြည့်ဖို့အရေး ပြည်သားစုပဲနဲ့ဆယ်လောက်အတွက်ပြည့်ဖို့အရေးကိုအော်တော်တော်လေးလေးရှာရတယ်ပြီးတစ်ခါကျရင်ဒီဘက်ဈေးမှမရတော့ဟိုးလေးမိုင်းလို့အဖက်တွေအထိဂျွာတွေအထိသွားပြီးတော့မှခက်ခက်ခဲရှာရတဲ့ဟာတွေဆိုလို့ရှိရင်လေအဲစီဘိုးတွေကုန်နေပေါ့နော်ကင်းနေပြည်နယ်မှာစပေးရှာပြည်သူ၃သိန်းကျော်ထိရှိနေပြီး ဆက်ဆောင်ကလ၄နှစ်ကျော်လာတဲ့အပြင်အလူရှင်နေပါလာတာကုံစင်းလုံးမြင့်တက်လာတာတွေကြောင့်ဆေးဘေးရှောင်ပြည်သူတွေအခက်ခဲကြုံနေရတာပါ။ဒါအပြင်စီးပွားရေးလောက်ကိုင်းဆန်းတောက်ဖို့အတွက်နေရာမရှိတာ၊ရင်းနှီးဝင်မရှိတာတွေကြောင့်ဆွေမျိုးတွေနာကချင်းကားဆန်းတောက်ပြီးဖြစ်တန်းနေရတယ်လို့သိရပါဗျ။ဒီမှာနင်းနေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့နယ်ရွှေသွန်းကျေော့အနီးတစ်ဝိုင်းကိုစစ်ကောင်စီတပ်ကဇွန်လ24ရက်နေ့တရက်တည်းမှပဲဘုံအလုံး80ကျော်ကျေချတိုက်ခိုက်ခဲ့တယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPLF DPLA ကဇွန်လ25ရက်နေ့မှာထုတ်ပြန်ပါတယ်စစ်ကောင်စီတပ်ကမနက်9:00ခန်းကနေ10:00အထိအတွင်းဝိုက်တွဲလျင်နဲ့ဘုံ20နှလုံး 9နာရီမှာ Jet Fighter နဲ့ဘုံတစ်လုံးနေ့လေ2နာရီလောက်မှာပေါင်900ဘုံတစ်လုံး Y12 လေရင်နဲ့ဘုံ33လုံးညနေ6နာရီကနေ9နာရီအတွင်း Y12 လေရင်နဲ့ဘုံ24လုံးကြေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီကအပြည့်ခက်ရစဲရဲကြီးညာပြီးနောက်ပိုင်းအခုတစ်ကြိမ်ဘုံကြေးတာဟာအများဆုံးဖြစ်ပြီး Jet Fighter တွေ Y12 တွေနဲ့ကြေးချခဲ့တာပါလို့ DPLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ရွှေသွန်းကျွော်အနီးတဝိုင်းမှာတနုပြည်သူလူမျိုးရေးတက်တော် DPL တအန်းအမျိုးသားလူမျိုးရေးတက်မတော် TNL ပူပေါင်းတက်နဲ့စစ်ကောင်စီတက်တို့ကြားထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ရွှေသွန်းရွာနဲ့အနီးအနားကျော်တွေကပြည်သူတွေဟာလွန်ခဲ့တဲ့တပတ်ကျော်ကတည်းကစစ်ဆောင်နေကြတဲ့အတွက်အထီးခိုက်တော့မရှိပေမဲ့နေအိမ်တွေပျက်စီးမှုတော့ရှိနေတယ်လို့ဆိုပါရဲ့ရှင်။ ာရှဖွံ့ဖြိုးရေးဘက် ATP အနေနဲ့မြန်မာနိုင်ငံကနေရဆုတ်ခေါ်ထွက်ပြေးတိမ်းချောင်နေကြရသူတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအင်ရှင်အတိုင်းအဝိုင်းအတွက်ပတ်ပိုးကူညီမှုတွေပေးအပ်တော်မယ်လို့အတည်ပြုလိုက်တဲ့အကြောင်း BSS နယူသတင်းမှာဇွန်လ24ရက်နေ့ကဖော်ပြထားပါတယ်။ဒါဟာ ATP အနေနဲ့အာရှဖွံ့ဖြိုးရေးချဲ့ပုံငွေ ADF ထဲကနေထောက်ပံ့ငွေ American Dollar 58.6တန်းနဲ့မြန်မာနိုင်ငံကနေရဆုတ်ခေါ်ထွက်ပြေးတိမ်းချောင်လာရသူတွေနဲ့ဘင်္ဂလားဒေ့ရှ်အင်ရှင်အတိုင်းအဝိုင်းအတွက်အခြေခံအစ ဆောက်အုံနဲ့အရေးကြီးတဲ့ဝန်ဆောင်မှုတွေပံ့ပိုးပေးနိုင်ဖို့အတွက်တက်တာချင်းဝင်ဒေါ်လာ28ဒသမ3000ကိုပေးအပ်တော့ဖို့အတည်ပြုလိုက်တာပါ။ ်ဒီအစီအစဉ်မှာတော့မြန်မာနိုင်ငံကရွှေ့ပြောင်းဒုက္ခသည်တဲ့အတွက်ပေါင်စည်းဝန်ဆောင်မှု အသက်မွေးဝန်ကြောင်းဆိုင်ရာတွေနဲ့လက်ခံရရော်တဲ့မြင့်တရေစီမံကိန်းအနေနဲ့ဆောက်ရွက်တော်မှာဖြစ်ပြီးရေမိလာနဲ့တကိုရေတန်ရှင်းမှုတို့ကိုတွန်းမြေတုံဆွေးနိုင်စေရေလမ်းနဲ့တံတားတွေဘေကင်းလုံခြုံရေးနဲ့ရေနှုံမြောင်းစနစ်တွေအပါအဝင်စာနယ်ခါဖူလုံတွေတဘာဝဘေးတဲ့ခံနိုင်ရရှိရစတာတွေလည်းပါဝင်နေတယ်လို့ဆိုပါတယ်ဒါအပြင်ကော့ပစားနဲ့ဘာဆန်ချားဧရိယာတွေကရွှေ့ပြောင်းဒုက္ခတည်တဲ့ အင်ရှင်အတားအဝိုင်းတစ်ခုလုံးရဲ့တည်ကြလိုအပ်ချက်တွေကိုဖြည့်ရှင်းပေးနိုင်ဖို့အတွက်ကြွေးပြတဲ့ချစ်ကံမှုကိုအသုံးချတော့မယ်လို့လည်းဆိုပါရဲ့ရှင်။ထိုင်းနိုင်ငံမဲဆောင်မြို့မှာတရားမဝင်နေထိုင်သူတွေကိုထိုင်းအာဏာပိုင်တွေကစစ်ဆဲဖမ်းဆီးနေတာတွေများနေတာကြောင့်ရွှေ့ပြောင်းမြန်မာတွေဟာမြဝတီနဲ့လေးကိတ်ကော်ဒေသတွေစီတိမ်းရှောင်တော့ကြသူတွေလည်းရှိနေပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။အခုတလောထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးဖမ်းဆီးတာတွေကြောင့်ရွှေပြောင်းမြမာတွေဟာစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်မဲဆောင်ရတော့လက်ရှိရတော့သူတို့စီမံကိန်းပဲလာပါတာတော့ပဲသိလို့เนาะဒါပေမဲ့လူဖန်းစီရတော့တော်တော်ရှိတယ်တချို့ကျတော့ဒီလိုလိုင်းကန်းတွေလိုက်တန်းရတွေကသူတို့ဝင်စစ်တယ်ဆိုတော့ဒါကတော့ဘယ်ပြောမလဲဆိုရှင်ဘယ်ပြောမလဲဆိုအကန့်အသတ်တစ်ခုလို့ဖြစ်သွားတာပေါ့ငကူကမှကိုယ်ကမှထောက်ထားရမရှိဘူး ဟိုဘယ်မမသွားပြီးလွတ်လပ်သွားလာကိုမရတဲ့အခြေအနေမျိုးမှာကိုအိမ်လေးမှာတော့မှကိုကအေးစီချောင်လေးမိနေတဲ့အနေထားမှာဒီလိုကြီးဝင်လာပြီးတော့မှစစ်တက်စိတ်ရဆိုတာကတော့ဒါတော်တော်လေးတော့ဟိုစိုးရိမ်စရာကောင်းတဲ့အနေထားပေါ့နော်လုံချုံလေးပေါ့အဲအဲ့လိုမျိုးတော့ရှိတယ်လက်တော်လို့ဆိုလို့ရှိရင်ဒီ e-bike တို့ပါတို့အနှေးရင်တို့တော့မှသူတို့ကဟိုသွားလာပြီးတော့အတော့ပြခွင့်မပေးတော့ဘူးဆိုရင်အနေထားမျိုးရော နောက်ပြီးတော့ဒီလိုမျိုး live စစ်တဲ့ live စစ်ဆိုမီဒီယာတွေမှာသတင်းတွေမှာတော့ပေါ်ပြတာဟာမျိုးကြတော့ကိုယ်ရကြောက်လည်နေတာပေါ့ကိုယ်ဘာလို့လုံးမသိဒီနောက်မထွက်ရဘူးလေအစစ်စေးတွေဖန်းစီတွေမဲဆောက်မျိုးမှာရှိနေတာကြောင့်တချို့ဒူတွေဟာဆိုရင်မြဝတီနဲ့၄ကီကောဘက်တွေစီရွှေပြောင်းသွားရောက်နေကြတာပါဟုတ်ထိုင်းနိုင်ငံမှာစော်ရီခဆိုတဲ့ရင်ကြီးကြီးနဲ့ကိုယ်စစ်ဆေးတဲ့သူကိုရေမော်မော်ပြန်လဲကျွန်တော်တုတ်ပြန်ပြီးအစစ်ဆေးခံတာရဲ့ပြီးတော့ကျွန်တော်ရရရမှနေလဲရရရစီခံနေ ထိုင်းနိုင်ငံတနိုင်ငံလို့ရဲ့နိုင်ငံတော်ဆိုင်ရာစည်းကမ်းတွေနဲ့သွားရင်လည်းသွားတယ်လမ်းစည်းကမ်းရင်းစည်းကမ်းပေါ့နော်အဲ့ဒါအဲ့ဒါလေးလေးဒေသလိုက်လာပြီးတော့ကိုကဧည့်သည်ဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ပြောထားလို့ပဲဧည့်သည်ကဧည့်သည်လို့ကျွန်တော်ကောင်းကောင်းမွန်မွန်စည်းကမ်းကြီးကနေထိုင်မယ်ဆိုရင်အရန်ကာရောတုံတုံလုံးလုံးချောက်ချောက်ချာချာကြောက်เสียရမလို့ပါဘူးပြောမယ်ဆိုရင် စစ်ဆေးပြီးတဲ့နေရာတွေသွားတာကမြောက်ရီတို့၄ကီကော်လို့ထွက်ပြေးတာနဲ့ဆိုင်အများကြီးကောင်းပါတယ်ကျွန်တော် စစ်ဆေးပြီးတဲ့နေရာနှစ်ခါမစစ်ဆေးတော့ပါဘူးเนาะတအားကြီးလဲကြောက်လန့်တကြားနဲ့တုံတုံလှုပ်လှုပ်ချောက်ချောက်ချာချာနဲ့ထွက်ပြေးနေစရာမလိုပါဘူးကိုနေရာလေးမှာပဲကိုเนาะလိုအပ်သလိုစစ်ဆေးမေးမြန်းမှုကောင်းမွန်ခံယူပြီးတော့လိုအပ်ကျွန်တော်အရေးယူတဲ့တံငွေလေးတွေလည်းပေးဆောင်ပြီးတော့ကောင်းမွန်လေးစီကံကြနေတယ်ဆိုရင်ပုံမှန်တိုင်းနဲ့ကျွန်တော်အချိန်တိုက်စားပြီးပုံမှန်တိုင်းပြန်ဖြစ်သွားပါလိမ့်မယ်အခုနှစ်ဆန်းကစားမဲဆောက်မှာကြားဖြန့်တရုတ်ဖန်းစီစီမံချက်တဲ့အတူ ရွှေပြောင်းမြမာတွေပါရောနှောအဖမ်းခံလာနေရပြီးနောက်ပိုင်းမှာမြမာစားတော့ဆိုင်တွေပါဖမ်းဆီးလာရကအခုခါမှာတော့လက်စစ်ဆိုင်ကလေး၃ဘိတ်ဆမ်လော့ဈေးတယ်တွေအထိဖမ်းဆီးလာနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဆလဘေးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် အစ္စရေဟာစနေရက်ကြာစစ်ပွဲကိုအဆုံးသတ်မဲ့အပြည့်အခက်ရဲစေးရေးကိုဆက်လက်ချိုးဖောက်နေကြောင်းနဲ့တိုက်ခိုက်မှုတွေဆက်ရှိနေရင်နောက်ထပ်တိုက်ခိုက်မှုတွေပြန်ဆမယ်လို့ချိန်ချောင်းနေကြောင်းအီရန်တော်လှန်ရေးအစောက်တဲ့ IRGC ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးအီဘရာဟင်ကဇွန်လ24ရက်နေ့အင်ကာနေမှာပြောဆိုပါတယ် ဒီရန်လိုနေတဲ့အစိုးရဟာဒရုန်းတွေတုံးပြီးနိုင်ငံရဲ့ဝင်ဟင်ပိုင်နယ်ကိုချိုးဖောက်ခဲ့ပြီးတော့ဒီကနေ့မနက်ကနေအခုအချိန်ထိနိုင်ငံတွင်းနေရာတချို့ကိုပိတ်မထားပြီးတိုက်ခိုက်ခဲ့လို့ IRGC ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးကပြောပါတယ်။ တိမ်ပိုင်းနေမြေတွေတောင်ပိုင်းကနေမြောက်ပိုင်းအထိတတိရှိတဲ့အစ္စလာမစ်တိုက်ခိုက်ရေးသမားတွေရဲ့ခြေမုံရဲထိုးနှက်ချက်တွေကိုတတိထားကြဖို့နဲ့အာဝူတဲမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်းတိုက်ခိုက်မှုကိုသင်ခန်းစာယူကြဖို့အမေရိကန်နဲ့ဇီယွန်ဝန်ဒီအစိုးရတို့ကိုတတိပေးလိုက်တယ်လို့ဆိုပါတယ် ။ Israel စစ်တပ်ရဲ့စစ်ဦးစီးရောအာယဇမီယာကစစ်တပ်ဟာထင်ရှားတဲ့အခန်းကဏ္ဍတစ်ခုရဲ့အဆုံးသက်နေကုန်းကိုရှောင်နေပေမဲ့အီရန်ကိုစန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတော့မပြီးဆုံးသေးဘူးလို့ပြောကြားခဲ့ပြီးစစ်တပ်ဟာဂါဇာမှာရှိတဲ့ Hamas နဲ့စစ်ပွဲကိုပြန်အာရုံစိုက်နေကြောင်းပြောဆိုတော့ပါရဲ့ရှင်။ အမေရိကန်အရှေ့မြောက်ပိုင်းကအထက်မြို့ကြီးတွေမှာတန်နဲ့ချီတဲ့လူတွေဟာဇွန်လ24ရက်နေ့ကစံချိန်တင်မြင့်တဲ့အပူချိန်နဲ့ရင်းဆိုင်နေရပြီးပြီးခဲ့တဲ့သတင်းပတ်နောက်ပိုင်းကလေးကနိုင်ငံအများအပြားကိုပြန့်နေခဲ့တဲ့အပူလိုင်းရဲ့အစိုးရဆုံးနဲ့ဖြစ်လာနိုင်တယ်လို့မျှော်လင့်ထားပါတယ်။နယူးယောက်မြို့ရဲ့ Central Bank မှာအပူချိန်69ဒီဂရီဖာရင်ဟာ38ဒီဂရီဆဲဆီယက်အထိရောက်ရှိခဲ့ပြီး area ရဲ့အရင်အမြင့်ဆုံးအပူချိန်96ဒီဂရီဖာရင်ဟိုက်ကိုကျော်လွန်ရောက်ရှိနိုင်ပါတယ်။ နိုင်ငံအရှိပိုင်းထွဲမှာရိုက်ခတ်နေတဲ့အပူလိုင်းကြောင့်မြင့်တက်လာတဲ့လျက်စစ်တပ်အားလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အမြင့်ဆုံးအင်အားနဲ့လေပတ်ရဲအဆင့်တက်ဖြည့်ဆည်းဖို့အမေရိကန်လျက်စစ်တပ်အားပဲစံရုံးတွေကညွှန်ကြားထားပါတယ်နယူးယောက်မြို့ကအတိတ်ကရင်းနှီးမြို့နယ်သူပိုင်လျက်စစ်တအားပဲလုပ်ငန်းဖြစ်တဲ့ကွက်အန်ဒီဆင်ရဲ့ဖောက်တယ်ထားပေါင်းများစွာဟာပူပြင်းတဲ့အပူချိန်ကြောင့်လျက်စစ်မေးပြတ်တောက်တော့ခဲ့လို့ကုမ္ပဏီကပြောပါတယ် အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးမြို့ဖြစ်တဲ့နယူးယောက်မှာမြန်မာတဲ့အပူချိန်ဟာ35.6စင်တီဂရိတ်ဆန်းချိန်ကိုချိုးဖြတ်နိုင်မယ်လို့မွလဝဒပညာရှင်တွေကခန့်မှန်းထားပါတယ်။ဒါအပြင်ဗုဒ္ဓဟူးနေ့ကစပြီးအေးလာမယ်လို့လည်းခန့်မှန်းထားကြပါတယ်ရှင်။ဆက်လက်ပြီးအကစားသတင်းကိုတင်ဆက်ပေးပါမယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာအဘူမိုအတွက်ဘရက်ဖို့အသင်းကိုပေါင်တန်60ကျော်နဲ့ဒုတိယအကြိမ်ကန်လဲလိုက်တယ်လို့သိရပါတယ်။ပထမတစ်ကြိမ်ကန်လဲမှုကပေါင်55သန်းသာရှိတာကြောင့်ဘရက်ဖို့အသင်းကလက်မခံပဲပေးချခဲ့တာပါ။ဒုတိယအကြိမ်ကန်လဲမှုဟာပေါင်တန်60ကျော်တာကြောင့်ဘရက်ဖို့ဘက်ကအလိုရှိတဲ့ပမာဏအတိုင်းဖြစ်တာကြောင့်အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ရှိနေပါတယ်။ မဲယူအသင်းဟာမနေ့ကရာသီကပရီးမီးယားလိမ44ဂိုးသာသွင်းယူနိုင်ခဲ့ပြီးတမ်းမစင်ရတဲ့အသင်းတွေထဲမှာဒုတိယအနည်းဆုံးအသင်းဖြစ်ခဲ့တာပါလက်ရှိအချိန်မှာ Wolf တိုက်စစ်ကစားသမားကုညာကိုလည်းခေါ်ယူထားတဲ့မဲယူအသင်းဟာအဲဘူမိုကိုအပြီးသက်ခေါ်ယူနိုင်ဖို့ဆက်လက်ကြိုးပမ်းလာတာဖြစ်ပါရဲ့ရှင် ဒီပိပိရုံးမြန်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုထားရရှုစားခဲ့ကြရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်